thank uh you -huh. မင်္ဂလာပါရှင်ခေတ္တညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်။တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့မိုးကုံနဲ့မိုးမိတ်မြို့များမှာ TNL တပ်များစုခွာရင်သဘောတူညီပြီးစစ်တပ်နဲ့အပြစ်ခတ်ရစဲသဘောတူညီလက်မှတ်ရေးထိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ TNL ကတိမ်ပတ်တာတဲ့မိုးကုံနဲ့မိုးမိတ်မြို့များမှာစုခွာရင်သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပြစ်ခတ်ရစဲသဘောတူညီလက်မှတ်ရေးထိုးလိုက်ကြောင်းယနေ့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF DNL မှာဒုတိယဗိုလ်ချုပ်ကြီးတရာချုပ်ကြားဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိန်ရှိကျင်းရဲ့ကျောင်းဝင်ညှိနှိုင်းမှုနဲ့ကိုကြိတ်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမျိုးရဲ2025ခုနှစ်အော်တိုဘာလ28ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့တွင်ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။တရုတ်နိုင်ငံဒူကိုဇလေကြီးရဲ့ကျောင်းဝင်ဆေးဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးတရောတူညီသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုံနဲ့မိုးမိတ်မျိုးနယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းသိရှိရပါတယ်။ TNL ရဲ့တအောင်းဒေတာကိုလည်းမြန်မာစစ်တပ်မှလေရင်နဲ့ဘုံကျဲခြင်းနဲ့ဒိုးစစ်တိုက်ခိုက်ခြင်းမျာ မပြိုပဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အချိန်မှစပြီး နှစ်ဖက်ရောက်ရှိတဲ့နေရာများတွင်တပ်များရက်တန့်ကအပြန်အလှန်ပြစ်ခတ်ရစဲရဲ့အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။တစ်တုံညာနှစ်ကွန်စစ်စင်ရေးအတွင် TNL ကမိုးကုတ်၊တီပေါ်၊ကြောင်မဲ၊နောင်ချို၊မိုင်းလုံ၊မိုင်းငော၊မိုးမိတ်၊နမ်ဆန်၊မန်တုံ၊ကုတ်ခိုင်၊နမ်ကန်၊နမတူမျိုးများကိုသိမ်းပါရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲ၊နောင်ချို၊တီပေါ်ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအပြင် TNL ကမိုးကုတ်နဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွတ်လွှတ်မိဖြစ်သောကြောင့်မိုင်းလုံ ံမိုင်းငေါနန်းဆန်မန်တုံကိုကိုင်းနန်ကန်နဲ့နံပါတ်2မျိုးများသာ TNL လက်ထဲတွင်တန်ရှိတော့မည်ဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီစားတောင်မျိုးကူကြီးကုန်းရွာကိုမီးရှို့ဖျက်ဆီးခဲ့သောစစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးပြီးတနက်နှစ်လက်နဲ့ရဲများတင်းစီရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမျိုးနဲ့စားတောင်မျိုး ကုကြီးကုန်းရွာကိုမိရှုပ်ပျက်စီးခဲ့သောအကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သားနှုတ်ဦးတေဆုံးပြီးတနက်နှစ်လမ်းနှင့်ခရဲများတိုက်ဆက်ရရှိခဲ့ကြောင်းစားတာမိုးကြိုပြီသူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကခုလိုပဲပြောဆိုထားပါတယ်အော်တိုဘားလာ28ရက်နေ့စားတာမျိုးပေါ်တွင်တက်လာသောအင်အား150ပါအကြံဖက်စစ်တပ်စစ်တောင်းကကုကြီးကုန်းကျေးရွာရှိနေအများကိုမီးရှို့တပ်ဖြတ်ပြီး ကျန်ရှိနေတဲ့ဆက်လက်ဝင်ရောက်စီးနေရန်အတွက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိန်းချောင်းရွာအနီးကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား၂ဦးသေဆုံးပြီး MA1 တလက်တနက်နှစ်လက်နှင့်အတူစစ်သားအလောင်းတလောင်းတိန်ဆက်ရရှိခဲ့ပြီးတော်လန်ရဲဘော်များအထိကမရှိပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စားတော်မျိုးကုကြီးကုန်းကျွရကိုမိရှုပ်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကို တင်းချောင်းရွာအနီးမှာကြားပြတ်ပိတ်ဆို့တက်ခတ်ခဲ့တာပါတိုက်ပွဲအတွဲမှာတော့စစ်ကွေးနှစ်ကောင်သေးတယ်အထိကတ်ကတော့စုံစမ်းနေသေးစစ်ကွေးတွတ်တိုးသေးတာတော့မရှိသေးဘူးစက်ခအရှင်မိတာမျိုးမရှိဘူးစက်ခဘက်က MA1 တနက်နှစ်လက်ကိုတော့တင်းဆက်ရရှိခဲ့ပါတယ်လို့စားတော့မိုးတို့ပြည်သူကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတူကခုလိုပဲသိရှိပါတယ် ်အဆိုမှာတိုက်ခိုက်မှုကစားရမိုးကျပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နေမြေအတွင်တော်လိုင်းတပ်ဖွဲ့များကပူးပေါင်းနှုတ်ဆောင်ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။အမှုပညာအမြေခံစစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ခုကပူးတွဲကြေညာလိုက်တဲ့အကြောင်းတည်ဆက်ပေးပါမယ်။အမှုပညာအမြေခံအကြံဖက်စစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ခုကယနေ့အောက်တိုဘာလ28ရက်နေ့တွင်ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။အကြံဖက်ဆဲအိုဆိုရဲ့အထူးအောင်ရွေးကောက်ပွဲ ကိုထောက်ကန်အားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လန်နေတဲ့လူငယ်တူကိုစော်ကားခြင်းလူလူအရေးတော်ပုံကိုပုံဖြတ်ကာအမှန်တကယ်စစ်ရဆွေးမှုကျူးလွန်နေသောလူလူရဲ့အသက်အိုးအိမ်နဲ့မိရှုတက်ဖြတ်နေသောအကြမ်းဖက်ဆေးဥစုဘက်မှစစ်ရဆွေးမှုများထက်မှန်ကျူးလွန်အောင်ထောက်ကန်ပြီးအားပေးအမြောက်ပြုနေတဲ့အညံစာအပြင်းစာဝါရဖြန့်ဥပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါအမှုပညာအမြေခံစစ်တပ်လက်ကင်တုံများဖြစ်သော နေတူမြင်းမြန်နေဝင်အေဂျင့်မှချူလီမေမြင့်မို့အောင်ကိုင်းငပြောကျော် အောင်တူနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအုတ်ကပြန်ဤရဲရင်ရောပြောအောင်စင်ဖြိုစတဲ့လူလူနဲ့နိုင်ငံအပေါ်ပြည့်ရည်ပြူစော်ကြတဲ့အညံစာအဖြစ်စာဝါရပြန့်အမှုပညာရှင်များကိုဘွိုင်းကော့အန်ဆိုဂျယ်ပန်နစ်မန့်ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်ရန်ကုန်ယူကြီးများက ပြည်သူလူထုတရက်လုံးကိုနှိုးဆော်ထားပါတယ်။တော်လန်ရေးမှာပြည်သူကတာဝန်ကျေတဲ့ကဲ့သို့ရန်ကုန်ယူကြည်များအနေနဲ့အញ្ញံစားဝါရဖြစ်အမှုပညာရှင်များရဲ့အချက်လက်များကိုရရှိထားပြီးလူထုနဲ့အရေးတော်ပုံကိုစော်ကားတဲ့ကဲ့သို့အခုလိုမျိုးဖြစ်လာမဲ့ကိစ္စအရရဲ့ကိုပြည်သူလူထုကတရားစီရင်ပြီးပြင်းပြင်းထန်ထန်စတင်အရေးဝင်ဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီကောင်တွေကဘသူ့ကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါအချက်လက်တွေစုဆောင်းနေရတွေလည်းရှိတယ်သူတို့ရုပ်ရှင်လောကသားတွေကလည်းသူတို့တရင်တွေကိုအဆက်မပြတ်ပို့ပေးနေတဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့ယူဂျီတွေကပြည်သူအပေါ်မျက်နှာမူပြီးယက်တီနေကြတဲ့သူတွေပါပြည်သူလို့မရှိတဲ့မြည်သူမဆိုကျွန်တော်တို့ကရန်သူပါပဲလို့ WA မှာတာဝန်ရှိသူတူကခုလိုပဲပြောဆိုပါတယ် အဆိုပါပူးတဲ့ဂျင်ညာချက်ကိုရန်ကုန်မြို့အတွင်းစစ်တပ်ဆဲဆွဲထားသောနေရာများကိုပိတ်မှတ်ထားတိုက်ခိုက်နေတဲ့ YA Dead Zero Operation Flame Mother San Yangon Force နဲ့ Broken System တို့ကခုလိုပဲထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်းသိရှိရပါတယ်။ ဆလဘီမင်းတို့မြို့နယ်ရင်တိုင်းအစစ်ရဲမှုလိုက်ပါလာတဲ့ကာလီစည်းပါရင်းနှန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှလေးဦးသေဆုံးပြီးခရရန်တို့သိမ်းဆည်းရရှိကာကာလီစည်းကိုမီးရှို့ရှင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမင်းတော်မြို့နယ်တွင်တိုင်အစင်ရေမှုလိုက်ပါလာသောကားလေးစီးပါရင်းနှံကိုမိုင်းဆက်ပစ်ခဲ့တိုက်ခိုက်ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးခရရန်တချို့သိမ်းဆဲရရှိကကားတစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရဲမှတရေနှစ်ပြန်ကြားတာဝန်ခံကိုမြက်ကခုလိုပဲပြောဆိုထားပါတယ်အော်တိုဝါလာ28ရက်နေ့မွန်းလယ်12:50ခန်းတွင်မင်းနှုံမျိုးနှင့်မဲစလီရွာကျေးရွာနှင့်ဝင်ဝင်းကျေးရွာကြားရှိပသိမ်မုံရွာလမ်းပိုင်းတွင်မင်းနှုံမျိုး ပတ်မဝင်တင်းကျွရသို့မောင်းနေလာသောတိုင်းအစ်စ်ရဲမှုပါကာလီစီပါရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြစ်ဆိုင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်း4ဝီကာတစီဟာမိုင်းတီကာမောင်းပြေးသွားတဲ့၎င်းကမိုင်းပြေးသွားရာတော်လန်ရေးတပ်ဖွဲ့များကလိုက်လံပစ်ခဲ့ရာတိုက်ခိုက်ခဲ့ကြောင်းအဲဒီနောက်ကားပေါ်လာသောစစ်သားများကို မိုင်းထိမှန်လာသောကားကိုရက်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကိုကြံကား၃စီးပေါ်တင်ဆောင်ပြီးထွက်ပြေးမောင်းနှင်သွားကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှမျက်မြင်လေးဦးထိခိုက်သေးဆုံးနိုင်ပြီး၎င်းတို့ထံမှ7.62 G 88တောင်း G 3 G 24တောင်းကာပိုင် G 18တောင်းစစ်သုံးဆောင်ပစ္စည်းတို့ချို့နှင့်ငွေသား ။သုံးသိန်းကျပ်တို့ကိုသိမ်းဆည်းရနိုင်ခဲ့က၎င်းတို့တားခဲ့တဲ့ကားတစီးကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ရထားတဲ့တရင်အရာလူကြီးလမ်းကြောင်းဖြတ်မယ်လို့တိုင်းအစ်စ်ရဲမှုပါမယ်လို့ဆိုတာကိုပေါ့။မကွေတိုင်းရဲမှုဆိုလားဆက်လက်အတီးပြူစေပဲ။ ကားလေးစီးဖြတ်တဲ့အခါကျွန်တော်တို့မိုင်းဆွဲတက်ခိုက်ခဲ့တာတစ်စီးထိတယ်အဲ့ဒီတစ်စီးမှာပါလာတဲ့ကောင်တွေကလေးဦးထက်မနည်းထိခိုက်သေးဆုံးနဲ့အဲ့ဒီမှာတိုင်းမှုအစင်ပါလာမပါလာဆိုတာကတော့ဆက်လက်စုံစမ်းနေသေးပါကျွန်တော်တို့စုမထတဲ့ဒေတာတွေမှာဒီထက်ပိုတဲ့စည်ရေးလှုံရှားမှုတွေစစ်ကောင်စီလှုပ်လာမယ်ရွေးကောက်ပွဲတွေအဲ့ဒါတွေကိုတိုက်ခိုက်သွားဖို့လှုံ့ဆော်မယ်လို့တည့်ရခင်အမှတ်လေးတည့်ရမှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကခုလိုပဲပြောဆိုထားပါတယ် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကျန်းပတ်စစ်တကမင်းတုံမျိုးအဝင်9မိုင်စစ်စည်းရေးကိမှာလက်နက်ကြီးနဲ့ရဲတပ်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆက်ခွာနိုင်ခဲ့ကြောင်းဒေသခံပြည်သူများနဲ့ခီးသွားပြည်သူများအနေနဲ့ကျန်းပတ်စစ်တရဲ့ရန်ကားနေမှုကိုဂရုစိုက်နေထိုင်သွားလာကြရင်တရက်ခရိုင်အမှတ်လေးတရဲမှာတရဲနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကအခုလိုပြောဆိုသွားကြောင်းသိရှိရပါတယ်။